ကောင်းကောင်းကြိုက်တဲ့လူကတော့များပါတယ်များတယ်ဆိုရင်တချို့ကြတော့လေကိုကတောင်းလိုက်တဲ့ဈေးက၅သိန်းတန်လို့ယူလို့ရှိရင်သူတို့က၃သိန်းလောက်ပေးခြင်းနဲ့ကုန်တယ်ဒီလည်းရှိတယ်အခုပညာနဲ့တက်တက်လို့အခုတော့ရှိတယ်အခုလုံရင်ကရင်သူထောင်းနေတချို့ကြတော့လေဒီအမှုပညာတကယ်အမှုပညာပေါ်မှာဝင်ဖြစ်တဲ့လူကြတော့လေစောင်းနေရေးတဲ့သူ့ရဲ့အမှုပညာကိုပဲအများဆုံးရှိတယ်များ အခုဘလူပညာရှိတာနဲ့တချို့ကြတော့လည်းငွေကြေးပဲလိုက်တယ်ကိုစားဝတ်နေဘက်လိုက်တယ်အဲ့လိုမျိုးတွေရှိတယ်တကယ်နဲ့နဲတဲ့ဒီကြတော့အဲ့အစားကြီးကြတော့မတူတော့သူကအင်္ဂလီရောပလတ်ရာရောကြောက်ကောအကုန်လုံးတယ်လုံးတဲ့ခါကျတော့ဒီတတိကြတဲ့မတော်ဘူး စပယ်တယောက်နဲ့ဒါဒါလို့ဒါဒါလို့တစ်ခုတစ်ခုကြီးသူကဘယ်လိုဆိုပြန်ဖြန့်နေတယ်။အမြင်တွေ့တပြေထိတွေ့များွားတဲ့ခါကျတော့သူ့ရဲ့ပညာကတစ်ခုတစ်ခုဆက်ဆက်သွားတယ်။ဒါဒီဥစ္စာဒီအမှုပညာနဲ့ပတ်သက်တဲ့ဟာသူ့ဒီအတိုင်းနဲ့မှပဲသွားနေတာလေ။အဲ့လိုဘယ်လိုလဲဆိုတချို့ကြတော့လည်းရှိတယ်။တမျိုးကူးကျင်တယ်။ကူးလို့မရသေးဘူး။ဘာကြောင့်ကူးလို့မရသေးလဲဆိုတော့ပညာဆိုတာဒီတစ်ခုဥမာလူတစ်သားတစ်ခုရွာသွားပြီ။ တရားတစ်ခုကိုထုနိုင်နေပြီဆိုလို့ရှိလို့ရှိရင်ကိုယ့်ဘက်ကူးဖို့လိုတယ်အခုကဒါကပကံပေါ့လေပကံပုံဆိုလို့ရှိလို့ရှိရင်ဒီပုံဆိုလို့ရှိရင်နေဆုံး၈ရက်၈ရက်ဆိုလို့ရှိရင်ဘလို့ကျွန်တော်တို့ဘလို့တွက်လဲဆိုတော့ဒီနေ့3000လို့10ဆို3000အဲ့လိုမျိုးအဲ့လိုပဲတွက်ထားတယ်သူရဲ့စေးပါညာနဲ့ဆို3000ပဲ4000အဲ့ဝင်ကျင်တော့ပဲတွက်ထားတယ် စီလာအဲ့လိုလူလူရှင်သူလိုချင်တဲ့ point ရမယ်ဈေးဘလောက်အဲ့ဒါဆိုတချို့တတိယတွေဆိုလို့လူရှင်ပေးတယ်ပေးတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့သူတို့လိုချင်တဲ့ point ကိုရသွားပြီနော်ရသွားသူတို့ကအဓိကသူတို့လိုချင်တဲ့ပုံကိုရဖို့ရည်ကြီးတာလေသူတို့လိုအဲ့လိုမျိုးတွေရှိကြပါဘူးချာနာကခဲတာကြီးကင်းဝေးဘူးပါရှင်းစေးတွေကိုရွေးချယ်လိုက်ပါ ဖြားနာကြက်ခဲနာကျင်မှုအမျိုးမျိုးအတွက်စိတ်ချရတဲ့အကြက်ခဲပြောက်စီ Parisian Origin နဲ့တုတ်ကွေးဖြားနာနာစင်းနာပိတ်တာရဲ့အတွက်အေးမီတုတ်ကွေးအရှင်းပြောက်တဲ့စီ Parisian Go တာတာမိမိလေးတွေကိုပူဖြားနာလာရင် အသက်နှလားနဲ့စာပြီးတိုက်ကျွေးလို့ရတဲ့ Parisian Alizer ကလေးအဖျားပြောက်စီအစာအိမ်ကိုထိခိုက်မှုမရှိလို့ယုံကြည်စိတ်ချစွာနဲ့တောက်သုံးပေးနိုင်ပါတယ်။ဖြားနာကြက်ခဲကင်းဝေးဖို့ Parisian စေးတွေကိုစောင့်ထားကြပါစို့။ YSI, quality for a healthier life. 86ဝန်းကျင်ပေါ့လေအဲ့ဒီဝန်းကျင်တွေကအစားပြီးလုပ်ခဲ့တာလေအကိုလက်ထက်ကြမှာလို့လေအကိုကဘယ်လိုလဲအရင်တော့ကတင်တယ်ပေါ့လေဒီချင်းဦးတက္ကသိုလ်မှာတင်ခဲ့ဘူးတယ်တင်ရတယ်ဆိုတော့သူကနီးပြလုပ်ခဲ့ဘူးတယ်နီးပြလုပ်ခဲ့တဲ့ခါကျတော့ဒီမှာရှိခဲ့ဒီကောင်မမဝန်းကျင်တွေသူ့ရဲ့တပည့်သားရင်းတွေအကုန်လုံးသူတို့ဒီမှာလောက်ကန်စားတော့လို့ရအောင်ဆိုပြီးတော့တင်လဲတင်ပြီးတယ်နောက်ဆိုမွေးတဖြည်းဖြည်းဖြည်းနဲ့တန်ပြီးတော့စက်ခံပြီးတဲ့သဘောပေါ့လေ တွင်နေရမို့ तू ကတင်တာဓာဘိမှာပဲတင်တာရှင်ချင်းမှုတက်ကလူမှာ तू ကနိပြလုပ်ခဲ့တာသူ့နာမည်ဥလို့လိုက်မင်းကျွန်တော်ရဲ့အကိုပေါ့ तू ကနိပြလုပ်နောက် तू ဘေးကလာတဲ့တပည့်တွေရှိတယ်ဆက်ကျင်းတို့ရန်ကုန်နေပြီးတော့အဲ့ဝင်းကျင်ရလူတွေသူ့ရဲ့လဲဆိုတော့အချိန်ချိန်မှာ तू ဟိုမှာတင်ခဲ့တဲ့သူ့ရဲ့တပည့်တွေအစဒီမှာလာပြီးတော့ သင်တယ်ဒီမှာရှိတာကြတော့ညီကောင်မကဝင်းကျင်နေကြီးပဲလေတူတွေအကုန်လုံးဒီနားဝင်းကျင်နေမှာအလုံးလုံးတဲ့လူမှန်တယ်များညီကောင်မကဝင်းကျင်နေကြီးပဲမှားတဲ့ကုန်တဲ့တယောက်ရဲ့ပုံမူတည်တယ်တချို့ကတွေကြတော့တချို့ကြတော့လည်းမြမာမှုတချို့ကြတော့လည်းဒီတေုတ်လိုင်းပဲပုံကတော့ဘလို့ဒီတလိုင်းနဲ့ရယ်လို့တော့မရှိဘူးမရှိဘူးဆိုတာကျွန်တော်တို့အခုဒီမှာက ဘာလိုချင်လဲဥမာတကူတော်လည်းနဲ့ပတ်သက်တဲ့ဟာလိုချင်လားမြန်မာမှုနဲ့လိုချင်လားလိုချင်တဲ့အပေါ်မူတည်ပြီးတော့ကုန်ဦးလိုက်ပြီးတော့ဖြည့်ပေးရတဲ့သဘောပေါ့လေတံတီးကြတူတတိကြတဲ့တော့မသွားဘူး ွေးချယ်မှုဆိုတာရွေးချယ်တော့မရွေးချယ်ဘူးမရွေးချယ်ဘူးဆိုတာကလာတဲ့လေကစားမှဒီဦးနေဖြစ်တဲ့ဥစ္စာကိုပဲကိုကလုတ်ပြရတဲ့သဘောပဲဦးကပကံဆိုလို့ရှိရင်ပကံပုံအခုဒီရဆိုနေပကံပုံပကံရဲ့ပုံစံကိုလူကျင်နေဆိုရင်ပကံရဲ့ပုံစံနောက်အိန္ဒိယလာတဲ့ပုံစံကိုလူကျင်နေဆိုရင်အိန္ဒိယလာတဲ့ပုံစံဟဲ့လားမျိုးမော်ဒန်ဘယ်လိုပေါ့မော်ဒန်ဆိုလဲမော်ဒန် သူလိုချင်တဲ့ပုံစံရဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကလည်းအဲလိုသွားပြီးလှုပ်ရှားပေးရတာပဲဖန်တီးမှုဘိုင်းဆန်ရာတွေရှိဖန်တီးမှုဘိုင်းဆန်ရာတွေနဲ့ကြတော့ပုံပြီးတော့စိတ်ဝင်စားတယ်ပေါ့ဖန်တီးမှုဘိုင်းဆန်ရာတွေကြတော့အခုဒီဖျားဆိုတာဒီပုံစံဒီတမျိုးဒီလိုကြီးကြဲသွားလို့ရတယ်ဖန်တီးမှုဆန်ရာမော်ဒန်နဲ့ပတ်သက်တဲ့ဟာကြတော့အဲလိုသွားလို့မရဘူးကိုယ့်ရဲ့စိတ်ကူးစိတ်စိတ်ကူးထဲမှာရှိတဲ့ဟာကိုပုံပေါ်တဲ့သဘောအဲ့ဒါကြတော့ ကိုကိုနိုင်သိတဲ့ဟာရှိသလိုသူများသိတာလည်းရှိတယ်ဒါပေမဲ့သူများကိုလုပ်တဲ့ဟာကတခြားကြတော့လည်းမသိဘူးအဲ့လိုမျိုးကြီးကြတော့ဘူကြီးစိတ်ဝင်လာမော်ဒန်ရဲ့သဘောတရားပေါ့လေဥမာတို့တစ်တုံးကပုံစံမျိုးစုံပေါ့လေထွက်လာတဲ့ပုံပုံပုံစံကြည့်ရဲကြည့်ပြီးလို့ရှိလို့ရှိလို့ရှိရင်သူ့ရဲ့မူတည်ဘာပုံနဲ့လိုက်ကိုက်ညိတယ်ဘလို့ပုံစုံလေးအစင်ကြီးလောက်လဲဆိုတော့အဲ့လိုလေကိုယ့်ကအုံနောက်နှစ်ခုပြန်စဉ်းစားရတယ်ပေါ့ ပလတ်စတာလို့ဆိုတာအခုကျွန်တော်တို့ဒီမှာကျွန်တော်အကူပေါ့လေဆရာပေါ့လေဦးမူလန်သူကဒီမှာသင်ထားတယ်သင်တယ်သူတပည့်တွေရှိတယ်တပည့်တွေကသူကအင်္ဂလိပ်ရောပလတ်စတာရောကြောက်ကောအကုန်လုပ်တယ်လုပ်တဲ့အခါကျတော့ဒီတတိကြတဲ့မတော်ဘူးတပည့်တယောက်လည်းဒါဒါလို့ဒါဒါလို့တစ်ခုတစ်ခုရင်းသူကလို့လဲဆိုပြန်ဖြန့်နေတယ်အမြင်တွေ့တပည့်ထိတွေ့များွားတဲ့အခါကျတော့သူ့ရဲ့ပညာကတစ်ခုတစ်ခုဆက်ဆက်သွားတယ် တည်တည်ကြတဲ့ဥမာဒီတည်သားထုလို့ဒီတည်သားပဲဆိုပြီးတော့မတော်ဘူးဥပလုပ်ငန်းအခုဒီမဲမှာရှိတယ်အခုကြောက်ထုရယ်အင်္ဂလီပလတ်စတာတည်သားအလားမျိုးအဲ့လိုထုတဲ့အချိန်ခါမှာတယောက်ကဓာတ်လုံးနေလို့ရှိရင်တယောက်ကဟိုပါတော့လုပ်လိုက်ဘူးလဲဆိုတော့တစ်ခုရင်းတစ်ခုပညာရောတစ်ခုရင်းတစ်ခုဆက်ဆက်သွားတာဒါဒီဥစ္စာဒီအမှုပညာနဲ့ပတ်သက်တဲ့ဟာသူ့ဒီအတိုင်းနဲ့မှာပဲသွားနေတာလေအဲ့လိုဘယ်လိုလဲဆိုတော့တချို့ကြတော့လည်းရှိတယ် တမျိုးကူးကျင်တယ်ကူးလို့မရသေးဘူး။ဘာကြောင့်ကူးလို့မရသေးလဲဆိုတော့တင်ညာဆိုတာဒီတစ်ခုဥမာလူတစ်သားတစ်ခုရွာသွားပြီ။တစ်သားတစ်ခုကိုထုနိုင်နေပြီဆိုလို့ရှိလို့ရှိရင်ဘဘကကူးဖို့လွယ်တယ်။နောက်တစ်ခုကနောက်ထပ်တင်ညာတစ်ခုထပ်ကူးဖို့လွယ်တယ်။အဲ့ဒါပေါ်ပါပဲ။အဲ့လိုကြောကတော့ဘယ်နည်းဖြစ်ပါလဲဘယ်လိုလဲဆိုတော့တင်ညာဆိုတာကတော့ပြိုင်တယ်၊ကူးနေဖြစ်တယ်။အရှုံးရှိတဲ့အနိုင်ရှိတဲ့နှစ်ခုပဲရှိတယ်လေ။ဒါပေမဲ့ ဘယ်အချိန်ဘယ်လိုပဲဖြစ်ဖြစ်တိုင်ပွဲဟိဖြစ်လာလို့ရှိရင်တော့လုံးကြပါတယ်ဥတည်ဥတည်ပြီးတော့လေလက်စင်ငန်းတင်ရရှိတယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကအခုဒီနေရာမှာမဟုတ်ဘူး တချို့ကြတော့လည်းဘယ်လိုလဲဆိုတော့တွိုင်းလိုင်းနဲ့ဟိုနေကလေးတငယ်လေးပေါ့လေသူတို့ရဲ့စိတ်ဝင်စားမှုအားလေးရှိနေခြင်းရလို့ချင်းလှမ်းကြည့်တယ်သူတို့တိတ်ခြင်းနဲ့တင်ရင်နဲ့စိတ်ရှိရင်တင်ရင်နဲ့တင်ရင်နဲ့ဆိုလို့ရှိလို့ရှိရင်ဒီမှာတချို့ဆိုရက်ဝေးရရှိတယ်ရက်ဝေးရရှိတဲ့ခါကျရင်ဒီမှာနေတယ်ဒီမှာအိတ်တယ်ဒီမှာစားတယ်ပညာသင်ပေးတယ်သူတို့နောက်ပုံဆုံးသူတို့ရဲ့ဘေးထွက်ခြင်းနဲ့စိတ်ဘေးမှာသူတို့နိုင်သွားပြီဆိုတော့သူတို့စိတ်ကူနိုင်သွားပြီဆိုလို့ရှိရင်သူတို့ဘာသူထွက်သွားကြတယ်အဲ့လိုမျိုးတွေရှိကြပါတယ် တရုပ်ဆိုလို့ရှိလို့ရှိရင်အဲ့လိုကြတော့တွက်လို့မရဘူးတွက်လို့မရဘူးဆိုတော့ကျွန်တော်တို့ကပုံပေါ်မူတည်တယ်ပုံကအခုတပတ်နဲ့ပြီးတာရှိတယ်တစ်လနဲ့ပြီးတာရှိတယ်ရက်20နဲ့ပြီးတာရှိတယ်ပုံရဲ့ပုံတရံပေါ်မူတည်ပြီးတော့လေလှုပ်ရှားသွားတာလေးရှိတယ်အခုကဒါကပကံပေါ့လေပကံပုံဆိုလို့ရှိလို့ရှိရင်ဒီပုံဆိုလို့ရှိရင် နေဆုံး၈ရက်၈ရက်ဆိုလို့ရှိရင်ဘလို့ကျွန်တော်တို့ဘလို့တွက်လဲဆိုတော့တနေ့ကို3000လုံး ်ဆယ်ဆို3သိန်းအဲ့လိုမျိုးအဲ့လိုပဲတွက်ထားတယ်သူရဲ့ဈေးပါညာနဲ့ဆို3သိန်းခွဲ4သိန်းအဲ့ဝင်ကျင်လောက်ပဲတွက်ထားတယ်အဲအဲ့လိုအဲ့လိုကြတော့ဘယ်လိုပြောမလဲဆိုတော့တချို့ကြတော့လည်းလုတ်ခိုင်းတယ်ဒီပုံတော်ထုနေတဲ့အချိန်မှာတသက်လို့စားပြီးပါနောက်တစ်ခုပွဲလေးပါရရှိတယ်အရင်တော့ဆိုလို့ရှိလို့ရှိရင်ဘုံမင်းကောင်ဗာဘုံမင်းကောင်လို့ပြမန်ဘူအောင်အလိုက်မှုလို့ဆိုလို့ရှိရင်သူတို့ကအခုဒီနေ့စထုမယ်သူတို့ဘယ်ချိန်ဘယ်ခါ အချိန်နဲ့သူတို့ကပေးတယ်လေပေးလို့ရှိရင်အချိန်ထူထူပြီးွားလို့ရှိလို့ရှိရင်အစပြုတ်လိုက်မယ်နိုင်ဝက်တနာကြီးပြုတ်ယူွားလို့ရှိရင်နောက်ဘယ်ရှင်ပြီးပြီးသူတို့အဲ့လိုမျိုးလေးတော့လက်ရှိကြပါတယ်နိုင်ရင်ကြီးကားတွေပဲရှိတယ်ရှိတယ်ဆိုတာကကျွန်တော်တို့ဝန်င်းမှာတိုင်းတုံမှာထူရအဲ့ဘုန်းလေးမောဘုဒ္ဓဝင်ပြာကန်းတဲ့ဘုံမျိုးလေဇကြီးဆယ်ဘွဲ့အဲ့ဇကြီးဆယ်ဘွဲ့နဲ့မိုးဦးလေးမှာအခုလိုက်တော့ထွင်းလာတာလေ အရင်တော့တက်သားရှိတယ်အခုနောက်ပိုင်းကျတော့ဗာလဲစကျင်ကြောက်နေတဲ့ထူတာစကျင်ကြောက်နေတဲ့ထူရထူပြီးလို့ရှိရင်ဘုံကြီးတွေမှာအဲ့ဘိုးတော်ဝင်အဲ့ဇကြီးဆယ်ဘွယ်ကိုလိုက်ကက်ကက်ပြီးလို့ရှိလို့ရှိရင်အဲ့လိုထားတာမှန်ကတော့လူပါတချို့ကြတော့လေစိတ်ပိုင်းဆိုင်ရာလေးတွေမှာပါကြတယ်စိတ်ပိုင်းဆိုင်ရာလေးဆိုတာအမရဲ့သူတို့ရဲ့စာဝတ်နေရေးတွေသူတို့လုပ်ငန်းကံငန်းလေးတွေသူတို့ကလည်းသူတို့တင်ကျင်တဲ့စိတ်လေးတွေရှိတဲ့အခါကြလို့ရှိလို့ရှိရင်ပိုကောင်းတယ် ပူကောင်းတယ်ဆိုတာကစိတ်ဝင်စားမှုရှိလို့ရှိလို့ရှိရင်တစ်နှစ်တင်တင်မဲ့နေရမှာငါးလနဲ့ပြီးတယ်စိတ်ဝင်စားအောင်ဆိုလို့ရှိရင်၄၅၆လောက်လာတစ်နှစ်နေလဲသူ့ရဲ့အုံနောက်ရဲ့ဆုံးဖြတ်တဲ့ပုံမှာမူတည်ပြီးတော့ဖြစ်သွားတာတွေပဲအများဆုံးကလေလူပညာဆိုတာကတော့ကျွန်တော်တို့ဥပမာလို့အာဒီယာဒါဒါဘလောက်ဘလောက်နဲ့တင်မယ်ဆိုလို့မရဘူးဘာကြောင့်မရဘူးလဲဆိုတော့သူ့ရဲ့စိတ်နဲ့သူ့ရဲ့ကိုယ်က စိတ်ဝင်စားမှုပါသွားလို့ရှိရှင်ရပိုင်းဆိုင်ရာနဲ့သူကတူကြတဲ့ဥစ္စာကိုရသွားတယ်စိတ်မပေါဘူးဆိုလို့ရှိရင်တစ်နှစ်တင်တင်နှစ်နှစ်တင်တင်ဒီဟာကဒီဟာပဲဘယ်လိုပြောမလဲဆိုတော့လူပညာဆိုတော့ခက်တော့လည်းခက်တယ်ဗျာတခါကြားလို့ရှိလို့ရှိရင်အဲမင်းဒီဟာလေးတောင်ဒီလည်းမပြီးသေးဘူးလားမလုံးလုံးလို့မပြီးဘူးလားဆိုတဲ့ပုံစံမျိုးလေးရှိတယ်ဒါပေမဲ့ဘယ်လိုလဲသူ့ရဲ့စိတ်ဝင်စားမှုအားပေါ်ပါမူတည်တယ်ခက်ခဲရတော့ရှိပါတယ်ကြိုးစားခဲ့ရတယ်ဆိုတာတော့ဥပမာတစ်ခု ကုံသေးပွဲသားတယောက်နေသူနဲ့ဆိုလို့ရှိရင်တော့သူတို့ပုံမှန်မူတည်တာပေါ့တချို့ကြတော့လေကောင်းလာကြိုက်တယ်တချို့ကြတော့လေဝင်နေဖြစ်တယ်မြန်မြန်လူချင်းနဲ့လွယ်လွယ်လူချင်းနဲ့ကုံသေးတွေလည်းရှိတယ်ကောင်းကောင်းကြိုက်တဲ့လူကတော့များပါတယ်များတယ်ဆိုရင်တချို့ကြတော့လေကိုကတောင်းလိုက်တဲ့ဈေးက၅သိန်းတန်လို့ယူလို့ရှိရင်သူတို့က၃သိန်းလောက်ပေးခြင်းနဲ့ကုံသေးတွေလည်းရှိတယ်ဘာကြောင့်လဲဆိုတော့ကိုယ်ဒီမှာလှုပ်ထားရတဲ့အခြေခံအသက်ရှိတယ်ကိုယ့်ရဲ့ပညာရေးယူနေနေရှိတယ် ဲ့ဒီပုံမှာမူတည်ပြီးတော့ဒီရဲ့ရုပ်ရဲ့ဟိုနေ့ပုံမှာမူတည်ငွေရဲ့တွာလာဘူးတချို့ကတောင်းရတယ်အဲ့ဒီချိန်မှာတချို့ကျတော့ပေးခြင်းနဲ့စိတ်ရှိတယ်ပဲပေးခြင်းနဲ့စိတ်ရှိတယ်အဲ့လိုလေးတွေကိုတော်တော်များများပစ္စည်းလာအဲ့လိုလိုလိုရှိရင်သူလိုချင်တဲ့ point ရမယ်ဈေးဘလောက်အဲ့ဒါဆိုရင်တချို့တတိယတွေဆိုလို့ရှိလို့ရှိရင်ပေးတယ်ပေးတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့သူတို့လိုချင်တဲ့ point ကိုရသွားပြီမလားရသွားရင်သူကအဓိကသူတို့လိုချင်တဲ့ပုံကိုရဖို့ရည်ကြီးတာလေ တို့လိုအလားမျိုးတွေလည်းရှိကြပါတယ်။ဟုတ်ကဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဒီမှာထုနေတဲ့တက်တန်းတစ်ချောင်းမှာတော့စိတ်ဝင်စားမှုကိုလေးလေးရှိတဲ့အတွက်ကိုကကိုလှုပ်ချင်တယ်ကိုလှုပ်ချင်တဲ့စိတ်ရှိရင်စိတ်ရှိတဲ့ဟာကိုပဲလှုပ်တယ်အဲ့လိုပဲ။ဘာကြောင့်လဲဆိုတော့နောက်ကိုကိုနိုင်ကစိတ်ပါပဲဒါပေမဲ့ကြံတဲ့လူစိတ်မပါဘူး။စံတဲ့လူကြတော့လေသူ့ဘာသူသူ့ဥစ္စာနဲ့သူ့ဘာသွားတွားလို့ဖြစ်သွားလိုက်တယ်။တချို့စိတ်ဝင်စားမှုလေးရှိတယ်ရှိတဲ့အခါကျတော့ပညာကို ပညာလိုချင်ပညာနဲ့လိုက်တယ်ပညာကိုပညာကိုပြန်လိုချင်တယ်ဆိုလို့ရှိရင်တချို့ကြတော့ပညာနဲ့လိုက်တယ်တချို့ကြတော့အဲ့လိုမဟုတ်ဘူးသူတို့နောက်ပိုင်းဘယ်လိုလဲဆိုတော့စီးပွားရေးခန္ဓာလေးတွေတချို့ရှိကြပါတယ်ခက်ခဲလေးတွေပေါ့လေရှိကြတဲ့အခါကျတော့ဘယ်လိုပြောမလဲသူတို့ကြတော့အာမင်းဒီမှာတစ်နှစ်နေငါလာနေတစ်နှစ်နေအဲ့လိုနေလို့ပြောတဲ့အခါမှာသူတို့ကနေတချို့ကြတော့မနေနိုင်ရဘူးမနေနိုင်ကြဘူးဆိုတော့သူတို့နောက်ပိုင်း ရှားဝင်နေဒီလေးနေရှိသေးတာကိုအဲ့ဒါမျိုးလေးနေချိတ်ဆက်ပြီးတော့ရတာပေါ့ခက်ခဲမှုတော့တိတ်မရှိခဲ့ဘူးမရှိခဲ့ဘူးဆိုတာကကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အကူဥစ္စာဆိုတော့အကူနဲ့တင်မိတိတွေ့သွားလာလှုပ်ရှားနေရတဲ့ခါကျတော့တော်တော်ခက်ခဲကြတော့မရှိသလိုဖြစ်သွားတာတင်နှန်းပုံစံနဲ့တော့ရှိတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ရှိတော့ရှိတယ်အလုံးနဲ့တချို့နေရာတချို့ဟာတွေကြတော့တိကျထိုင်နေလို့မရဘူး ဟိုမှာဟိုဒီအန်နေသွားမယ်ဒီအန်နေမယ်ဟိုမှာအလုတ်ကဟိုမှာရန်ကုန်မှာရှိမယ်ဥမာတခုမြေမျိုးမှာရှိမယ်ကျိုက်လုံးမှာရှိမယ်အဲ့လိုတချို့ဝါတွေမှာလိုက်လုတ်ရတာရှိတယ်တိကျတင်နေတင်တင်နေဆိုတာကဒီမှာဘယ်လိုဆိုတော့ဒီလိုတင်နိုင်ရေလို့မဟုတ်ဘူးတင်ကျင်နေစိတ်ရှိလို့ရှိရင်ဒီလိုလာလာပြီးဒီမှာနေဒီမှာနေပြီးတော့မှဥမာတခုတင်ပေးလိုက်လို့အဆင်ပြေတယ်ဒီလိုတင်နိုင်ဟဲ့ဒီလိုဘုနေဖြစ်ရေလို့မရှိဘူး နော်ဒီနားဝင်ကျင်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ညီကောင်မောင်မဝင်ကျင်နေကြီးပဲလေသူတွေသူမတွေသူအကောင်လုံးအခုလေးဖြစ်တာတွေလောက်တာတွေဒီအခုနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒီလမ်းထဲမှာပဲကျွန်တော်တို့မိသားစုပေါ့လေမိသားစုဝင်ကျင်မယ်ရှိတယ်ကျွန်တော်တို့ပထမဆုံးသင်ရတဲ့ဥစားတွေကတော့ခန္ဓာကိုယ်ရဲ့အချိုးအစားအချိုးအစားပြီးသွားတော့မှသူ့ရဲ့အပြော့အမအဲ့လိုလိုက်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 ပြီးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထူသွား ဘူးနဲ့ပတ်သက်ပြီးတော့ဖြည့်ဖြည့်ဖြည့်စွက်ပြီးပြောချင်တာကတော့မှဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကအမှုပညာဆိုတာတချို့ကြတော့လေဒီအမှုပညာရဲ့ငွေကြေးနဲ့လုပ်လုပ်ငန်းပုံမူတည်ပြီးတော့တွားတယ်ဒီအခုကျွန်တော်တို့အခုဒီမှာဘူးပညာဆိုတာနောက်ဆက်တစ်စင်းတစ်စင်းတဖြည်းဖြည်းတိုးတက်ဖို့ပဲကျွန်တော်တို့မှစိတ်ကူးတယ်ဘာကြောင့်စိတ်ကူးလဲဆိုတော့ကျွန်တော်မြန်မာအမှုပညာမတိမ်ကောင်းအောင်ဘူးလေ ဲ့လိုလေးတစ်ပြေးတစ်စင်းတစ်စင်းတစ်စင်းစင်းနဲ့တက်သွားဖို့ပဲစဉ်းစားပါလေတချို့ကြတော့လဲလွယ်လွယ်ပေါ့လေတချို့ကြတော့လဲဒိုင်မိုးလို့ရှိတယ်ဒီလိုလိုရှိတယ်အဲ့လိုလေးပြောကြပါလေပြောကြတယ်ဆိုလဲဘယ်လိုလဲဆိုတော့တင်ညာဆိုတော့ယူတက်မှရမယ်သဘောပါပဲအဲ့လိုပေါ်လို့ပါဘခုပညာနဲ့ပတ်သက်လို့တခုတော့ရှိတယ်အခုလုံရင်ကရင်သူသာဝန်တွေတချို့ကြတော့လဲဒီအမှုပညာတကယ် နုပညာပေါ်မှာဝင်ဖြစ်တဲ့လူကြတော့လေစောင်းနေရတဲ့သူ့ရဲ့အနုပညာကိုပဲအများဆုံးရှိတယ်များတယ်အခုအနုပညာရှိတာနဲ့တချို့ကြတော့လေငွေကြေးပဲလိုက်တယ်ကိုစောင်းနေပဲလိုက်တယ်အဲ့လိုမျိုးတွေရှိတယ်တကယ်နဲ့နဲတဲ့လူကြတော့အဲ့အစားတွေကြတော့မတိုးတော့ထပ်တူမကြောက်ဆိုတော့ဒီလိုပေါ့ဒီနေ့ဟာတော့မဟုတ်ပါဘူးတချို့ကြတော့လေလာလာတဲ့ခါကြတော့လေငွေကြေးခုနကကျွန်တော်ပြောခဲ့တယ်လို့ပေါ့ ကိုခေါ်တဲ့ငွေကြေးနဲ့သူတို့ပေးမဲ့ငွေကြေးနဲ့အဲ့အဲ့တစ်ချက်ပဲဟာကျွန်တော်ဟာတော့မရှိသလောက်ပါဟုတ်ကဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်250 2625 23ဟုတ်ကဲ့ကျွန်တော်တော့ရန်ကုန်တိုင်းလက်ကူမျိုးနဲ့ဓာပင်ရဥညိသေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့250 2625 23ကုန်တယ်ပစ္စည်းမှားတင်နေဆိုလို့ရှိလို့ရှိရင်မှားယူနိုင်ပါတယ်